နိုင်ငံတော်ရဲ့စီးပွားရေးစနစ်လောကနဲ့မတူဘုရားတရားပြောတယ်သင်ဟာစိုက်တဲ့အတိုင်းရရလိမ့်မယ်။တိတ်လက်ရှင်လက်လှုပ်လက်ခါလက်ပြန်ပြီးရရမယ်။ဘုရားရှင်ခင်နိုင်ငံတော်စီးပွားရေးစနစ်ကစိုက်ရမယ်။ကျွန်တော်ဒီလောကရဲ့စီးပွားရေးစနစ်ရတော့စုရမယ်။တင်းရမယ်။ဘုရားနိုင်ငံစီးပွားရေးစနစ်ကကြတော့ပေးရမယ်။တင်းအကယ်လို့ဘုရားကနိုင်ငံတော်သားဖြစ်တယ်။တင်း identity ကိုသင်သိတယ်။သင်ဘယ်နိုင်ငံလာလဲဆိုတာသင်သိတယ်။သင်လိုက်နာမယ့်နေရာမတွေကဘာလဲဆိုတာသင် ိုက်နာမယ်ဆိုရင်သင်တို့အားလုံးကကြွေဝါးတဲ့လူတွေဖြစ်နေမှာဒါပေမဲ့ပြဿနာကကျမတို့ကဝိညာဉ်ရေးကလူမဖြစ်လာပဲဘာသာရေးသမားပဲဖြစ်ဖြစ်လာဘယ်အကြောင်းသွားတယ်ကိုယ်လိမ်မာတဲ့လူလို့ထင်အောင်တပတ်တစ်ခါတော်တော်ထိုင်ပေးရစိတ်ပါတာမပါတာခဏနေအောင်ဘာဖြစ်လိမ်မာတဲ့ခရိယံဖျက်တယောက်ယောက်ကို impress ဖြစ်ဖို့ကြိုးစားနေရဖြစ်တယ်ဒီလာတဲ့ခါဘာ principle မှမလိုက်ပေးကန်းချင်းဆိုအသေးဆုံးအတန်ကိုရွေးတယ်တရားဟောတဲ့ခါမှလည်းဒီဘက်နားဝင်ဒီဘက်နားအထွတ် ိမ်ပြန်သွားတဲ့အခါဒီမှာပြောရတယ်ဘာပြန်မလို့တော့အဲ့အဲ့ဒါဘုရားသခင်လိုချင်တဲ့ဘုရားနိုင်ငံတော်သားတယောက်ရဲ့ပုံစံမဟုတ်အသင်းတော်ဆိုတာဘုရားသခင်နိုင်ငံတော်ရဲ့သင်ကြားပေးတဲ့ University ဖြစ်တယ်တကယ်တော့သင်ဒီလိုလာတာဘာလို့လဲနဲ့ဘုရားသခင်နိုင်ငံတော်ရဲ့သင်ကြားပေးခြင်းနဲ့သင်လာခံယူတာသင်ရှင်တော်ဝိညာဉ်တော်ရဲ့တကူနဲ့ဖြစ်ပေးခြင်းသင်လာပြီးခံယူနေတာဖြစ်တယ်သင်ဘာသာရေးလာလို့တာမဟုတ်ဒါကြောင့်ယေရှုကဘာသာရေးဆိုသိ ਉ မသိခရစ်ယာန်ဘာသာကိုယေရှုတည်ထောင်ခဲ့တာမဟုတ်ခရစ်ယာန်ဘာသာဆိုယေရှုပေါ်လာပြီးနောက်ပိုင်းမှာလူတွေလုတ်လိုက်တာ ယေရှုလို့တာမဟုတ်ဒါပေမဲ့ကျမတို့ကိုဖျားကဘာသာရေးသမားမဖြစ်စေချင်ယေရှုခရစ်တော်လိုမျိုးနိုင်ငံတော်ကိုသိဆောင်နေသူဖြစ်စေချင်နိုင်ငံတော်ရဲ့စီးပွားရေးစနစ်နိုင်ငံတော်ရဲ့ပညာရေးစနစ်နိုင်ငံတော်ရဲ့ဤပညာတွေနိုင်ငံတော်ရဲ့ဤပညာတွေကဘာတွေလဲဝိညာဉ်တော်ရဲ့တကူအစာရှောင်ခြင်းစုတောင်းခြင်းဒါဘုရားရဲ့နိုင်ငံတော်ရဲ့ဤပညာတွေဖြစ်တယ်ဘုရားနိုင်ငံတော်ရဲ့ဥပရေတာတွေ အဲ့နဲ့ကျမတို့ဘုရားကသွာလာစေချင်ဒါပေမဲ့ကျမတို့ကနော်ပါတစ်ဖက်ရိုက်နောက်တစ်ဖက်လှည့်ပေးပါနော်ယေရှုအဲ့ဒါယေရှုပဲလုံနိုင်ကျွန်တော်တို့မလုံနိုင်ငါ့ကိုတစ်ချက်ဆိုငါနှစ်ချက်လုံးဝမှဂျင်းနဲ့မှာသင်ကောင်းရင်ကျွန်တော်မဆိုးပါသင်မကောင်းရင်ကျွန်တော်အဆိုးမဆိုးပါနဲ့အဲ့ဒီနီလန်းတွေကိုကျမတို့ကကင်တော့ဘေးချမ်းစာမှပါလေဒီနီလန်းမင်းကငါလာမလုံနဲ့ငါမလာမလဲငါဘာထင်နေလဲအမရဲ့စိတ်လျှော့ပါ ချမ်းသာတယ်မှာဘာမှပါလဲအဲ့ဒီနီလာဒါမဲ့ကျမတို့ကကိုယ့်ကိုယ်ကိုရောယုံကြည်သူလို့ပြောအပတ်အတိုင်းဖျားချောင်းလိုက်ဒီချမ်းသာကင်ပြီလားလမ်းတော့ရအောင်ဒီလိုကင်ချင်တာလူရှိန်တာဗောဒါမဲ့ဒီမှာပြောရင်နီလန်တခုမှမလို့လူတွေကိုလည်းလုပ်ဖို့မတခါမှမသိဘူးတဲ့ identity သင်သိဖို့လို့သင်ဘသူလဲသင်ဘယ်အကိုယုံကြည်မှာလဲဘာကိုသင်လိုက်နာမှာလဲ ဲ့လိုပြောလို့ကျမတင်ကို non resistant ကြောင့်ပြောလို့တင်ကိုအနိုင်ကျင့်ခံရမယ်အဲ့ဒါကောင်းတယ်လို့ကျမမဆိုလို့ပါဒါပေမဲ့တစ်ခါတည်းမှာဖျားတကယ်အချို့သောအရာတွေကိုတင်ကိုပြန်ပြီးတော့သူဆိုတိုင်းတင်ပြန်မတုံပြန်ခိုင်းဖြစ်တယ်သူ့အတိုင်းတင်ပြန်ပြီးမတုံပြန်ခိုင်းတကယ်ပြောရအဆိုးအဖြစ်အရှုံးမခံနဲ့အကောင်အဖျက်ဆိုးနိုင်လို့တခါတည်းမှာဖယားတကယ်ဆိုးတဲ့လူတွေနဲ့ပြန်ပြီးတော့ရံမဖြစ်ခိုင်းဘာဖြစ်လို့လဲသူတို့နဲ့တင်ရံဖြစ်တဲ့ energy ကုန်နေအရေးကြီးတဲ့အခြားအရာကိုတင်လို့ပါသူတို့ပြောလို့မဝင်ပိတ်သွားလိမ့်မယ်ပါဇက် တင်းတင်းတင်းမကနေပြီးတော့ကောင်းတဲ့ຢာတွေဆက်တွေးဖို့လိုတယ်။ then ဆက်ပြီးတော့ဖျားတွက်လုပ်ဖို့လိုတာရှိရယ်။ then ဖက်ထပ်ပြီးတော့ဖန်တီးဖို့လိုရှိရယ်။ then စာအုပ်တွေရေးအောင်မယ်။ then ဧဝံဂေလိတွေထွက်ရအောင်မယ်။ then တရားတွေဟောရအောင်မယ်။အဲ့တင်း life fight နေလို့ရတယ် then ပြန် fight ဖို့ဖျားလိုမရှိဘူးဖြစ်တယ်။ဒါပါလေ power of non resistance ဖြစ်တယ်။တင်းဘက်ကနေပြန်ပြီးတော့မတုံ့ပြန်ခြင်းရဲ့တကူဖြစ်တယ်။ဟာဂရရဲ့တတ်တာ။ ဖခင်သူ့အာဗြဟံရဲ့အိမ်ကနေအာဗြဟံမောင်းထုတ်တဲ့အခါမှာသူ့ပြောတယ်ဒီတခါတော့မင်းအဲ့ဒီအိမ်ပြန်သွားစရာမလိုတော့ဒါပေမဲ့မင်းစိတ်ထဲမှာမခားနဲ့အာဗြဟံရဲ့ကောင်းကြီးကမင်းရဲ့သားအပေါ်မှာရှိလိမ့်မင်းရဲ့တောင်းကလူမျိုးကြီးဆက်ဖြစ်စေဖခင်ကသူ့ကိုပြောပြတဲ့အခါသူ့ရဲ့မျက်စိပွင့်သွားသူ့ဆက်ပြီးတော့မခားတီးတော့အဲ့ကမှဘောင်မြင်လဲဆိုတော့သူရက်နေတဲ့နေရာမှာ OAC ကိုသူစမြင်အစတော့ငါရင်ငက်ပြီးတိမ်မယ်လို့သူ့ကိုသူထင်တာ ားသိမှုတွေကြောင့်ဒါပေမဲ့အဲ့နောက်မှာ तू ဘောင်မြင်လဲဆိုတော့အဲ့ဒီနေရာမှာရှေ့ရေကို तू စမြင်တော့တင်ပေါ်မှာအချို့သောလူတွေ ਨੇ တင်တိုက်နေတမြင်တင်တာတွေမမြင်နိုင်တော့ဘူးဖြစ်တယ်အဖေကတင်ကို तू ရဲ့နေရာမှာကိုလိုက်စေချင်တာအဲ့တော့ကျမတို့ကဘာသာရေးသမားမလုပ်ပါနဲ့အဲ့ဒါတဲ့ identity မဟုတ် identity အမှန်ကဖျားသခင်ရဲ့နိုင်ငံတော်သားဖြစ်တာ။အဲဒါမို့နိုင်ငံတော်သားတယောက်လိုမျိုးကျမတို့ကအသက်ရှင်ဖို့လို့ဒီကျမ်းစာတွေကနှုတ်ကပတ်တော်ကဖျားသခင်ဥပရေသားဖြစ်တယ်။ကျမတို့လိုင်းနာမယ်ဆိုကျမတို့ကောင်းကြီးမင်္ဂလာတွေပဲ။အဲဒါမို့ဒါကိုဘာသာရေးသမားတယောက်ဖတ်တယ်လို့မျိုးမဖတ်နဲ့။နိုင်ငံတော်သားတယောက်ဖတ်တယ်လို့မျိုးဖတ်ဖို့လို့။ဒါကအောင်မြင်မှုဖျားသခင်ငောင်းနီလန်ပေးထား။ငါ့ကိုချုပ်ချယ်ဖို့ဖခင်နီလန်ပေးတာမဟုတ်ငါ့ကို အောင်မြင်စေချင်လို့ပေးတာ